ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာထိုင်းနိုင်ငံမှာ မကြာခင်ကျင်းပတော့မဲ့စီးကိန်းပြိုင်ပွဲရဲ့အမျိုးသားဘောလုံးပြိုင်ပွဲမှာအုပ်စုတွေအပြောင်းလဲဖြစ်သွားခဲ့ပါပြီမနက်ကပဲကျွန်တော်ကမ်ဘောဒီးယားလက်ရွေးစင်ယူနဆက်နဲ့အမျိုးသားဘောလုံးအသင်းနဲ့ကမ်ဘောဒီးယားလက်ရွေးစင်အမျိုးသားဘောလုံးအသင်းတို့ဟာထိုင်းနိုင်ငံမှာကျင်းပမဲ့စီးကိန်းပြိုင်ပွဲကိုပါဝင်ရှင်ပြန်တော့မှာမဟုတ်ဘူးပြိုင်ပွဲကနေနှုတ်ထွက်သွားခဲ့ပြီဆိုတဲ့အကြောင်းလေးတော့ပြခဲ့ပါတယ်ခင်ဗျဒီတော့အခုညနေမှာပဲ အမျိုးသားပြိုင်ပွဲပေါ်မှာအုပ်စုတွေဖွဲ့စည်းပုံပြောင်းလဲသွားခဲ့ပါတယ်။မြမလက်ရွေးစင်ယူနစက်နေအသင်းပါဝင်တဲ့အုပ်စုစီကအစောပိုင်းမှာအသင်း၄သင်းရှိတယ်။အခုတော့အဲ့ဒီအုပ်စုတွေကအသင်းတစ်သင်းကိုထိုင်းရဲ့အုပ်စုစီကိုပို့ဆောင်လိုက်ပါတယ်ခမမြမလက်ရွေးစင်ယူနစက်နေအသင်းကြောင်းနေတဲ့အုပ်စုစီကစင်ကာပူအသင်းကိုထိုင်းရဲ့အုပ်စုစီပို့ဆောင်လိုက်တာဖြစ်ပါတယ်။ဒါကြောင့်မြမလက်ရွေးစင်ယူနစက်နေအသင်းကြောင်းနေတဲ့အုပ်စုစီမှာအသင်း၃သင်းမဲ့ ကြံရိတ်ခဲ့ပါတော့တယ်။အဲ့ဒီသုံးသင်းကတော့မြန်မာ၊အင်ဒိုနီးရှားနဲ့ဖိလစ်ပိုင်တို့ဖြစ်ပါတယ်ခင်ဗျ။အုပ်စုဘီမှာတော့အရင်ကတိုင်းပဲဗီယက်နမ်၊မလေးရှားနဲ့လာအိုတို့ကြောင်းနေပါတယ်။အုပ်စုစီမှာတော့ထိုင်း၊တီမောနဲ့စင်ကာပူတို့ရှင်မြန်ကစားတော့မှာပါခင်ဗျ။အုပ်စုတခုချင်းစီကနေအုပ်စုဘူနေရာရရှိတဲ့အသင်းတွေဟာဆမီဖိုင်နယ်စီကိုတိုက်ရိုက်တလန်ခွင့်ရရှိမှာဖြစ်ပါတယ်။အုပ်စုဒုတိယအသင်း၃သင်းရှိမယ်။အဲ့အသင်း၃သင်းတွေကအကောင်းဆုံးဒုတိယအသင်းဟာဆမီဖိုင်နယ်ကို က်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်ခင်ဗျလက်ရှိမှာတော့ပြိုင်ပွဲပွဲစဉ်ဇာတ်ကိုမထုတ်ပြန်သေးဘူးပေါ့လေဘာကြောင့်လဲဆိုတော့တအုပ်စုစီမှာသုံးသင်းစီဖြစ်သွားတဲ့အတွက်ပွဲကစားရမယ်ပွဲရည်အတွက်ကညှော်နေသွားပြီထိုင်းတို့ဗီယက်နမ်တို့ပါဝင်တဲ့အုပ်စု A နဲ့ B ကတော့ဘာမှပြဿနာမရှိဘူးအုပ်စု B ဆိုရင်မူလတိုင်းပဲရှိနေတာအုပ်စု A မှာဆိုရင်လည်းလွယ်လင်းတစ်ခုပြောင်းလဲလိုက်လို့ရတယ်ဘယ်လိုလဲဆိုတော့ကမ္ဘောဒီးယားနေရာမှာစင်ကာပူကိုထည့်ပြီးတော့အရင်ပွဲစဉ်ဇာတ်ကိုအခင်းချင်းလုပ်လို့ရတယ်ခင်ဗျ ဒီအုပ်စုစီမှာကတော့အင်းကပွဲစဉ်တွေများနေကြတာလေအခုစင်ကာပူနဲ့ကစားမယ်ပွဲစဉ်တွေကလျော့သွားမယ်ဒီတော့ဘယ်အသင်းတွေကဘယ်နေ့ကစားရမယ်ဆိုတာအချိန်စရာအပြောင်းလဲပြန်ဖြစ်ဖို့ရှိနေပါတယ်ခင်ဗျဟုတ်ကဲ့အမျိုးသမီးပြန်ရွေးပွဲမှာတော့ကမ်ဘောဒီးယားလက်ရွေးစင်အမျိုးသမီးဘောလုံးသင်းနှုတ်ထွက်သွားပြီမဲ့အပြောင်းလဲမလုပ်ခဲ့ပါဘူးထိုင်းအမျိုးသမီးဘောလုံးသင်းဟာအုပ်စုမှာကျန်တဲ့အသင်းနှစ်သင်းနဲ့ကစားပြီးတော့ဆွေးနွေးဖိုင်နယ်တက်ရောက်ခွင့်ကိုရှင်ပြန်မှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့လက်ရှိမှာစီကိန်းပြိုင်ပွဲရဲ့အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စုတွေဟာ အဲ့လိုမျိုးအုပ်စုဖွဲ့စည်းပုံအပြောင်းအလဲဖြစ်သွားတယ်ဆိုတဲ့အကြောင်းပြည်သက်တွေသိရှိအောင်တင်ဆက်ပြပြပေးတာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ